မင်္ဂလာပါဒီရပိုင်းကမိုးတွေကလည်းတောက်လျှောက်ဆက်နေတော့ဝက်သားကြိုက်သူတွေအတွက်ကြက်ပောင်သီးလေးနဲ့ရောပြီးတော့ချင်းဆက်ဟင်းလေးချက်မှဖြစ်ပါတယ်ကြက်ပောင်သီးလေးတွေကလည်းပေါ်ဦးပေါ်ပြားဆိုတော့သူကတစည်းကို900ဒါအားလုံးအဲ2900ပို့ပေါ့နော်ကြက်ပောင်သီးပို့อ่ะအဲ့တော့ကြက်ပောင်သီးလေးတွေကအထဲမှာအစည်းရှိတယ်အစည်းရှိတဲ့အခါကျတော့ဦးနိုင်ကအလေးအချမ်းလိုက်တယ်ချမ်းပြီးတော့မှစားရည်စိမ့်ပြီးတော့မှရေစေးမှဖြစ်ပါတယ် အခုတရင်ကျောမှာကရောဖို့ပဲဖြစ်ဖြစ်လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် coffee 3 in 1နေလိုချင်တယ်ဆိုလို့ရှင်တော့ super ရမယ်ပြီးလို့ရှင် copy ကိုရမယ် nest ရမယ်เนาะအဲ့သုံးပြရနေပါသေးတယ်အသုံးပြမဲ့ဝတ်သားကိုတော့အဂုတ်သားရယ်သုံးတက်သားရယ်နှစ်မျိုးရောပြီးတော့အသုံးပြထားပါတယ်မြင်မြင်လေးနူးလေအောင်ဆိုပြီးတော့မှမတူမပါလေးလှိလိုက်ပါမယ် ောင်းထားတဲ့အမွေးကြိုင်တွေကတော့ကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးစိမ်းအမဲ့ပြီးလို့ရှိရင်စပလင်ငပီစိမ်းစာပြီးတော့ငရုတ်သီးစိမ်းအမုတ်လေးလည်းအနေငယ်ထည့်ပြီးတော့ထောင်းထားပါတယ်။ကလီထားတဲ့ဝက်သားလေးတွေကိုတော့အရာတာတက်ကိုစားရဲဟင်းချုပ်ပုတ်ရဲထည့်မယ်ဆောဆောကထောင်းထားတဲ့ပစ္စည်းတွေအပြင်ငရုတ်သီးစိမ်းမွေးတဲ့နော်အပွားတောင်အရှိကိုလည်းထည့်မယ်စီလေးကိုအနေငယ်ထည့်မယ်တိတိကျကျလေးနေမယ် ပြီးရင်စုံချင်းရေလေးပါထည့်ပြီးတော့နေလိုက်ပါမယ်ပြီးတော့မှအဖိုးအုပ်ပြီးတော့အစားပြီးတော့လုံးချက်လေးချက်ပါမယ်အဆက်ဓာတ်ကိုခက်ပြင်းပြင်းလေးထိထိမိမိလိုချင်လို့ငရုတ်သီးစိမ့်မဲ့အပြင်ဆက်တဲ့ငရုတ်သီးစိမ့်အမှုပါထည့်ထားခြင်းဖြစ်ပါတယ် ငရုတ်သေးစိအမဲ့တော့ကိုထောင်းပြီးတော့ချက်တာစီတက်ရင်လဲသွားဟက်ချိုဟက်ချိုဖြစ်တယ်ပေါ့နော်အခုလိုမျိုးလုံးချက်ရင်လဲသွားစီပြန်ကန်နေကြရင်ဖြစ်တယ်အဲ့အဲ့အားလေးကိုသတိထားပါပြီးလို့ရှိရင်တော့မွေးကြိုင်လာပြီးနော်ပေါင်ပစ္စည်းတွေအားလုံးအနံ့လေးထွက်လာပြီးဆိုလို့ရှိရင်တော့အသားနုဖို့အတွက်ကိုရင်နွေးလေးထည့်လိုက်ပါမယ် အသားလဲနူးပြီဆိုလို့ရှိရင်တော့စောစောကလှီးထားတဲ့ကြက်ပေါင်သီးလေးတွေထည့်မယ်လိုအပ်တဲ့အရာသားတွေကိုထပ်ဖြည့်မယ်ကြက်ပေါင်သီးတွေကအချင်တက်လေးထွက်လာအောင်အဖုံးလေးပြန်အုပ်ထားပါမယ်အဲပြီးလို့ရှိရင်တော့နင်တို့ဒါနောက်ဆုံးနေတဲ့အရာသားတွေအားလုံးလဲကွက်တိဖြစ်သွားပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့မှုေးကျင်သွားအောင်ပင်စိမ့်လေးအုပ်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ဦးနေဒီနေ့ချက်ပြရတဲ့ဝက်သားနဲ့ကြက်ပေါင်သီးချင်းငန်ဆက်ဟင်းလေးပြီးတော့ပါပြီခင်ဗျာအားလုံးလည်းသဘောကျနှစ်ချိုက်လိုက်မယ်လို့ပြောလိုက်ပါတယ်ဦးနန်တို့ page မှာအခုလက်ရှိရနေတဲ့ပစ္စည်းလေးတွေလည်းဆက်ပြီးတော့မှအဲကြည့်ရှုပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာ ိုဒဇေဟင်းချုံမုတ်က1 kg 63ကျပ်သားအခု9000တဲ့3000ပါเนาะအဲ့တော့နေရီကတော့အားပြမယ်ဆိုလို့ရှိရင်ငွေကြိုလွှဲရတယ်ရန်ကုန်ကတော့ COD ဖြစ်ပါတယ်။တော့အချုံမုတ်မရှိမဖြစ်တဲ့သူတွေယူထားပေးလို့ရတယ်။နော်အဲအများကြီးလည်းမကြမ်းတော့ထက်ရဖို့လည်းသိမသေးကြဘူးပေါ့နော်။ပြီးတော့ခေါက်ဆဲနဲ့ပတ်သက်တော့စီချက်နဲ့အရင်ရမယ်။ခေါက်ဆဲစီချက်က1400တောင်အရင်က1000ဖြစ်ပါတယ်။ကော်ဖီကအခုမြင်နေရ Super တို့နောက် Copico တို့ နက်စ်တို့ရမယ်စူပါကြတော့ဈေးနှုန်းကအာစူပါကဈေးနှုန်းက2000တက်မှ2000ကော်ပီကတော့1000တက်မှ9000ပြီးတော့နက်စ်က2000နဲ့9000ဖြစ်ပါတယ်မိုကိုနာကအမှုတ်ကြီးဘက်က9000နဲ့9000 ပရမနက်စ်ကလည်း9000နဲ့မှ9000ခရီမားကြတော့3000နဲ့မှ4000ဖြစ်ပါတယ်အသီးရွက်အမှုတ်တွေပေါ့เนาะကျမ်းမာယူတဲ့တောက်တာကတော့အသီးပဲတည်တဲ့အမှုတ်နဲ့အသီးအရွယ်အရောရမယ်သူက2000နဲ့မှ9000တော့အာအသီးအရွယ်အာအရောပေါ့အခဲပေါ့အခဲကလည်း9000နဲ့မှ9000တိုင်းရှော်မဲသူကကြတော့9000ဖြစ်ပါတယ်နောက်သွားတိုက်စီကတော့160 gram ဖြစ်ပါတယ်တပူကို 3000နဲ့မှ2000နှစ်ပူးတွဲယူရင်6300ဖြစ်ပါတယ်ခင်ဗျာအဲ့တော့သွားတဲ့ဆေးကတော့ white tanning ကလွယ်ပြီးတက်တဲ့သုံးမျိုးရမယ်เนาะအဲ့တော့အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ